สวัสดีค่ะทุกคนအားလုံးမင်္ဂလာပါရှင်ခရူကတော့ Famous Thailand Quiz Center မှာ Thai Parker ကကိုတောင်းဝင်သင်စားပေးနေတဲ့ Cruise Note ဖြစ်ပါတယ်ခါအဲအဲ့တော့ဒီနေ့ခရူပြပြသွားပြမယ့်အကြောင်းအရာလေးကတော့သကလုံးလေးကတော့တလုံးနဲ့ရှိပြီမဲ့သူ့မှာအဓိပ္ပာယ်ကြီးအများကြီးရှိတယ်ပေါ့နော်သကလုံးလေးအကြောင်းဖြစ်တဲ့ side ဆိုတဲ့အကြောင်းလေးကိုပြပြသွားပြမှာဖြစ်ပါရဲ့ခါအဲ့တော့သူ့မှာဗာအဓိပ္ပာယ်ကြီးရှိတယ်ပေါ့ခရူအရင်ဆုံးကြည့်ကြည့်လိုက်ကြရအောင်နော်ခါသူ့မှာတော့ခရူအဓိပ္ပာယ်၅မျိုးရှိပါတယ်ခါ ို့တို့ဝတ်တယ်စီးတယ်ထဲ့တယ်စောင်းတယ်တက်တယ်ဆိုတဲ့အဓိပ္ပာယ်၅မျိုးပါခါအဲ့တော့အောင်းလုံးနဲ့မြင်သာသားအောင်ခုကဒီဟာလေးကိုစကလုံးလေးနဲ့ထည့်ပြီးအတူတူတွဲသုံးပြပြီးမြင်ပေါ့နော်ခါအဲ့တော့ပထမအောင်ဆုံးခုအနေနဲ့ရတော့ခုဝတ်တယ်ပေါ့ခါအဲ့တော့ခုတို့စိုက်ဆာစိုက်ဆာအမစိုက်ဝတ်တယ်ဆာဆိုတာက engine အဲ့လိုဆိုရင်ဘာသာပြန်လိုက်တော့ size ဆိုတော့ inch ဝတ်တယ်ခါနောက်ထပ်တစ်မျိုးထပ်ပြီးတော့သုံးပြရမယ်ဆိုရင်ခုတော့ size ကန်ကင်း size ကန်ကင်းအမစာရုပ်တဲ့ကန်ကင်းဆိုတာကတော့ခုလိုပေါင်းမီအဲ့တော့ဘာသာပြန်လိုက်တော့စိုင်ကန်ကင်းဆိုရင်ခုလိုပေါင်းမီဝတ်တဲ့ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်ခါနောက်တစ်ခုကြားကြည့်လိုက်ကြရအောင် နောက်တစ်ခုလေးရကြတော့ခုစီးတယ်အဲဥပမာပေါ့ဖက်နှက်စီးတာပေါ့နော်ခုတို့စိုင်ရောင်ထောက်စိုင်ရောင်ထောက်စိုင်ဒီမှာကြတော့စီးတယ်လို့ဘာသာပြန်ပြီးရမယ်ရောင်ထောက်ဆိုတာကဖက်နှက်ကိုပြောတာခါအဲ့တော့စိုင်ရောင်ထောက်ဆိုရင်ခုတို့ဖက်နှက်စီးတယ်ခါ ဟာအခုနောက်တစ်ခုတရားကြတော့ခုတို့စောင်းနေပေါ့အဲဒီမှာကြတော့ခုတို့အုတ်ထုတ်စောင်းတာပဲသုံးလို့ရမယ်နော်ခါထီစောင်းတာမျိုးလုံးဝမရပါဘူးနော်ခါအဲတော့အုတ်ထုတ်စောင်းတာကိုပြောကြည့်ရအောင်ခါခုတို့အုတ်ထုတ်စောင်းတာကိုထိုင်းလို့ဆိုရင်စိုင်မူဝါစိုင်မူဝါအမစိုင်ဆိုတာစောင်းနေလို့ဘာသာပြန်ပြရမယ်။မူဝါကကြတော့အုတ်ထုတ်ပါခ။အဲ့တော့စိုင်မူဝါဆိုရင်အုတ်ထုတ်စောင်းနေခ။နောက်တစ်ခုကကြတော့ခုထဲ့တယ်ခ။ ထည့်တယ်လို့ပြောကြည့်ရအောင်เนาะအခုတို့ပစ္စည်းတွေဘာတွေထည့်မင်းပေါ့အဲ့လိုမျိုးဆိုရင်စိုက်ของစိုက်ของအမစိုက်ထည့်တယ်ของဆိုတာကတော့ပစ္စည်းပေါ့အဲဒီနေရာမှာของဆိုတဲ့နေရာမှာအခုတို့တခြား object တွေလည်းအစားထိုးပြီးတော့အသုံးပြုလို့ရပါတယ်เนาะခါနောက်ခုကကြတော့နောက်ဆုံးတလုံးအခုတို့မျက်မှန်တက်တာခါแม่ညမတတာဆိုရင်ဘယ်လိုပြောလဲပေါ့เนาะညမတတာကြတော့အထိုင်းလို့ဆိုရင် sai when สาย when อะมาสายဆိုတာကကိုတက်တာ when ဆိုတာကမျက်မှန်ပါค่ะအဲ့တော့สาย when ဆိုရင်မျက်မှန်တက်တယ်ဖြစ်ပါတယ်ค่ะအဲ့တော့ค่ะခုလိုဒီสายကိုအသုံးပြုတဲ့နေရာမှာสายက verb ဖြစ်တဲ့အတွက်ကြောင့်မလို့ object လေးကိုသူ့ရဲ့နောက်မှာထားပြီးအသုံးပြုပေးပါเนาะค่ะအာအ ို့ဒီနေ့အတွက်ဒီမျှော်ဝေမှုအကြောင်းအရာလေးကတော့ဒီလောက်ပါပဲခါနောက်ထပ်ဒီလိုဗီဒီယိုတွေအများကြီးကြည့်ချင်တယ်ဆိုရင်တော့ခရူတို့ Famous Thai Language Center ဆိုတဲ့ page လေးကို like and follow လေးလုပ်ပေးထားပါဦးเนาะခါခပ်ပွန်မားခါทุกคน